အားလုံးပဲမင်္ဂလာပါအာကျွန်တော်ဒီ Pro Clean နဲ့ဆက်တင်တဲ့ပတ်သက်ပြီးတော့ဟိုကြံခဲ့တဲ့အပိုင်းလေးတစ်ခုကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ဗျအဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Clinic ဆိုတဲ့ဟာလေးပေါ့နော်အော်ဒါလေးကကျွန်တော်တို့ပုံမှန် Enable ရှိတယ် Disable ရှိတယ်အော် Disable ဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီ ဟောစေးဆိုင်အတွက်ပေါ့နော်အဲ့လိုပုံစံမျိုးတုံးတဲ့ဟာမျိုးပေါ့အဲသူ့ကျွန်တော်တို့ကဒီကောက်ကိုဒီ save လောက်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ BOS မှာဆိုလို့ရှိရင်ဒါပုံမှန်ဒီစေးဆိုင်နေမှာလာစေးလာဝဲတဲ့သူတွေကိုဒါစေးရောက်နေဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကဒါအဓိကထားပြီးတုံးတာပေါ့အကယ်၍ကျွန်တော်တို့ကဒီမှာ clinic ဆိုတဲ့ဒီ feature တွေကို enable လုပ်လိုက်ပဲပေါ့နော် အဲ enable လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါက segan အတွက်ဆိုပြီးတော့ကျွန်တော်တို့ software ပြန်ပြီးတော့ auto သတ်မှတ်ပေးသွားတယ်ပေါ့ကျွန်တော် segan အတွက်လို့သတ်မှတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ POS မှာပါလေးပါလာလဲဆိုလို့ချင်းကျွန်တော်ဆရာဝန်ယူတဲ့ဟာလေးပါလာတယ် အဲနောက်တစ်ခုကဒီဆရာဝန်ရွေးတဲ့ဟာလေးပါလာတယ်လို့ကျွန်တော်တို့ဒီ booking feature ဆိုတဲ့ဟာလေးတစ်ခုလည်းပါလာတယ်ဗောနော်ဟော booking ဆိုတော့ကျွန်တော် appointment ဗောနော် appointment ယူရယ်ဗောဥပမာကျွန်တော်တို့ကဒီ customer တွေကဖုန်းဆက်ပြီးတော့ဒီဆရာဝန်နဲ့ပြချင်လို့ပါဆိုပြီး appointment ယူရဲဟာလေးအဲအဲ့ဟာလေးတွေပါလာမယ်ဗောနော်ဟောဒါကတော့ကျွန်တော်တို့ဒီ ဟို setting ထဲမှာသွားပြီးတော့ဒီ clean ဆိုတဲ့ကောင်းလေးကို enable disable လုပ်လိုက်လို့ရှိရင်ကိုကဒီစေးဆိုင်အတွက်ဝယ်ထားတယ်ဆိုရင်ဟောဒီဆရာဝန်တွေပါတယ်ပပေါ်စီခြင်းဆိုရင်တော့ဒါဒီစေးဆိုင်အတွက်ဆိုရင် clean ဆိုတဲ့ကောင်းလေးကို disable လုပ်ထားပေးရမယ်အာကိုကဒီစေးကန်အတွက် software ဝယ်ထားတယ်ဆိုလို့ရှိရင် clean ဆိုတဲ့ကောင်းလေးကို enable လုပ်ထားလို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလူနာတွေကပဲဆရာဝန်နဲ့ပြချင်တယ်လို့ပါလို့ appointment ယူရဲ feature လေး software ထဲမှာပို့ပြီးတော့ဟောတုံးလို့ရလာပဲကျွန်တော်တို့ ဒီ appointment နဲ့ပတ်သက်တဲ့ဟာကတော့ကျွန်တော်တို့နောက်ပိုင်းတက်ဆိုင်ရာသူ appointment ရောက်လို့ရှင်တော့ဟိုအကျေထက်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ setting အမိုင်းကိုရှင်းပြပေးနေတာဖြစ်တဲ့အတွက်ဒီ setting မှာကျွန်တော်တို့ဒီ clinic ဆိုတဲ့ဒီ feature လေးဟို enable disable လုပ်လိုက်လို့ရှင်ရင်ပါလေးတွေပြောင်းသွားလဲဆိုတဲ့ဟာလေးတွေသိရအောင်ကျွန်တော်အခုဒါရှင်းပြပေးရမှာဖြစ်တယ်ပေါ့နော် ဲ့တော့ကျွန်တော်ကဒီဟို appointment ဆိုတဲ့ဟာလေးတခုတိုးလာမယ်နောက်ဒီဆရာဝန်နဲ့ပတ်သက်တဲ့အချက်အလက်လေးတွေကိုကျွန်တော်တို့ကဒီမှာတွားပြီးတော့ဒေါက်တာဆိုပြီးတော့ကျွန်တော်ထည့်လို့ရတဲ့ဟာလေးပါလာတယ်ပေါ့နော်အဲ့အဲ့တော့ကျွန်တော်တို့ကဒီ software setting လေးပေါ့နော်ဆိုတော့ဒီ clinic ဆိုတဲ့ setting လေးကို enable disable လုပ်လို့ရှိရင်ဗာလေး change ဖြစ်သွားတယ်။ဟောဗာဆေးဆိုင်ဆိုလို့ရှိရင်ကျွန်တော် clinic ကို disable လုပ်ထားလို့ရတယ်။ဟောဆေးကန်းဆိုလို့ရှိရင်တော့ဒီ clinic ကို enable လေးလုပ်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့။ ဟောဒါလေးကျွန်တော်ဟိုစက်တင်အကြောင်းပြောခဲ့တော့အကျန်ခဲ့တာလေးရှိလို့ဒါလေးကိုဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးပါ